အိန္ဒိယမြန်မာနယ်စပ်တမူးမြို့နယ်အနီးရှိမိုင်နိုင်59နီးမှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကအဖွဲ့ဝင်10ဦးကြာဆုံးခဲ့တယ်လို့ဒေသခံစီးရီးသတင်းရင်းမြစ်စီကသိရပါဗျ။တမူးပကဖထိန်းချုပ်နယ်မြေစခန်းတစ်ခုမှာပြီးခဲ့တဲ့မေလ14ရက်နေ့ကစစ်စင်ရေးဆောင်ရွက်နေတဲ့အိန္ဒိယအာတန်ရိုင်ဖယ်တပ်ဖွဲ့နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပကဖတက်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာကတမူးမြို့နယ်အောက်ပိုင်းပကဖထိန်းချုပ်နယ်မြေတွေကစကန်ခုမှဖြစ်သွားတာပါပကဖစကန်ကနယ်စပ်မှာဆိုပေမဲ့မြမပြည်ချမ်းမှာချထားတဲ့စကန်မှာအခုပြစ်ခတ်ခံရတာကလည်းမြမပြည်အချမ်းမှာဖြစ်သွားတာလို့တမူးမြို့နယ်စည်သတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်ပြစ်ခတ်မှုဖြစ်ပွားတဲ့နယ်စပ်မိုင်တိုင်း59ဟာနှစ်နိုင်ငံနယ်စပ်အငင်းပွားမှုဖြစ်ပွားခဲ့တဲ့နေရာမဟုတ်သလို့ နယ်ဆက်အငင်းပွားမှုဖြစ်တဲ့နေရာဟာတမူးမြို့နယ်ထပ်ပိုင်းနယ်ဆက်မိုင်းတိုင်း82နဲ့83ကြားမှာဖြစ်တယ်လို့သိရပါတယ်။ပြစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းရင်းတော့မသိရသေးပေမဲ့နယ်ဆက်အငင်းပွားမှုတော့မဟုတ်နိုင်ဘူးထင်တယ်။ဘာဖြစ်လို့လဲဆိုတော့နယ်မြေအငင်းပွားမှုဖြစ်တာကတမူးမြို့နယ်အောက်ပိုင်းမိုင်းတိုင်း82နဲ့83ကြားမှာဖြစ်တာဒါကလည်းနှစ်ဖက်တောင်ဝင်ရှိသူတွေတွေ့ဆုံညှိနှိုင်းလို့ပြည်ပြည်လဲလဲဖြစ်သွားပြီးပြီးတော့နယ်ဇက်နဲ့ပတ်သက်လို့မနေ့ပြန်ထပ်တွေ့ဆုံမှုချိန်နာသေးတယ် အခုပြစ်ခတ်မှုဖြစ်တာကတမူးမြို့နယ်အထက်ပိုင်းမိုင်းနိုင်96မှာဖြစ်တာပါအဲ့ဒီနေရာကနေဆက်အငင်းပွားမှုဖြစ်တဲ့နေရာမဟုတ်ဘူးလို့တမူးမြို့နယ်စီရေးသတင်းရင်းမြစ်ကဆိုပါတယ်အခုပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတမူးပကဖအနေနဲ့မျိုးသားညီညွတ်ရေးဆိုရ NUG ထံစတင်ထားပြီးဖြစ်တဲ့အတွက် လက်တလုံးမှဖြေချနိုင်မှာမဟုတ်ဘူးလို့တာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်အိန္ဒိယခြေစိုက်သတင်းမီဒီယာတွေမှာတော့အိန္ဒိယမြန်မာနယ်စပ် မနီပူပြည်နယ်ချန်ဒယ်ခရိုင်တွင်အာသန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်လက်နက်ကင်တပ်ဖွဲ့ဝင်10ဦးသေဆုံးခဲ့ကြောင်းပြီးခဲ့တဲ့မေလ16ရက်နေ့ရက်စွဲနဲ့ဖော်ပြထားပါရယ်သေဆုံးသူတွေဟာ2021ခုနှစ်ဆရာနာသိမ်းပြီးဖြုတ်ချခံခဲ့ရတဲ့လွတ်တော်အမတ်တွေနဲ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ဖွဲ့စည်းထားတဲ့ NUG အစိုးရလက်အောက်ခံတပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်လို့ဖော်ပြထားပါရယ်ဒါအပြင်အိန္ဒိယစစ်တပ်က AK47 ခုနှစ်လက် RPG လောင်ချာတစ်လက် M4 ကာဘိုင်တစ်လက် Rifle လေးလက်နဲ့ကြီးမျိုးစုံတို့ကိုလည်းသိမ်းဆီးရမိတယ်လို့ဆိုထားပါရှင်